အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ကိုအားသာနေဆိုထားတဲ့ကိုနားရှိနေခြင်းဆိုတဲ့သတင်းလေးကိုအဲ review လုပ်မှာပါလေအဲ့ review မှာကျွန်တော်ကတပုံလုံးအချိန်ပြည့်တယ်မပြည့်တဲ့နေရာလေးပဲကွက်ပြီးတော့ကျွန်တော်တို့အကြံပေးနေတာပေါ့နော်အဲ review လုပ်မှာပေါ့နော်အဲ့နေရာလေးပဲအကြံပေးမယ် review လုပ်မှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ထင်မြင်ကြတယ်လည်းပြောပါမယ်နော်ဟုတ်ကဲ့အဲ့တော့ပထမအရင်အရင်နားထောင်ကြည့်လိုက်မယ်နော် 啊，好了，啊，好了，再见，各位，啊，都再见。 အာဒီအရှင်းကိုပြောလိုက်အများကြီးပါအာဒါပဲဒီဒီပဲโอเคအဲ့ဒါလေးကိုပဲကျွန်တော်ပြောပြလို့မှာပါလေအဲဟိုဟိုဝေးမနေအာဒီပါဟိုဝေးမတော့ဒီပထမတစ်ယောက်ရေးဒါအပေါ်ဆုံးကပထမတစ်ယောက်ရေးတာနော် ဒါတော့ဒါဒုတိယတရားအောက်ဆုံးကကျွန်တော်ရေးထားတာဒါအောက်ဆုံးကျွန်တော်ရေးတာโอเคအဲ့ဒါထားအောင်ပထမဆုံးတရားရေးတဲ့ဟာကိုရေးကျွန်တော်ချက်ကြည့်အောင်သူက Always မှာဒါ G key เนาะအဲ note က C key နဲ့ရေးထားတဲ့ note G key ဆိုတော့ G ရအောင်ပေါ့ဟုတ်တော့ number 1အာ C ဆိုတော့1ပေါ့နော်အာတကယ်ကဟိုတကယ်ကဒီမှာသူက7လို့ရေးထား C ရဲ့ you know code တခု7ကြီးလာဘာလို့7ကြီးလဲမသိဘူးအဲ့အရေးသားဟို note အရင်ကြက်တဲနေမှာဘာလို့ဟိုရေးရတာအမိတွေထွက်နေတဲ့ဟာမျိုးကရေးလေးရေးချရှိတဲ့ဟာပေါ့နော်ဒါပေမဲ့ဒီတယောက်ကဘာလို့7ကြီးလဲမသိဘူးအဲ့ခရာပဲရေးရမှာဟောဥမာ CG ဒါမို့ CE မိုင်နာပေါ့တခုခုပေါ့နော်အဲ့လိုရေးရမှာအောက်ကတယောက်ရေးလို့မျိုးရေးလို့လေရဒီအောက်ကတယောက်ကအာ CE မိုင်နာအဲအဲ့လိုမျိုးရေးလို့လေရအဲဒါပေမဲ့အပေါ်မှာကသူက7ဆိုတော့သူက ကျွန်တော်ထင်တော့တချင်းထဲမှာ bass ကတီယိုသွားတာဟိုးဝေးမှာနေတဲ့ခါဒါဒိုဒီလာတာပါအဲ့တော့သူအဲ့ဒါကိုကိုးစားပြုရေးလာမှာမဟုတ်ဘူးဒါပေမဲ့တကယ်သာဆိုလို့ရှိရင်တော့ဒီ7ကိုရေးပြီးဘာကောမှမသိဘူးဆိုရင် SM မှာကောနှစ်ခုဖြစ်နိုင်တယ်လေအာမီမိုင်နာရဲ့အဲဆိုရဲ့ဖြစ်နိုင်တယ်အဲ့နှစ်ခုလုံးဖြစ်နိုင်တယ်အဲ့တော့အော်သူဘာကိုရေးရပြီးလဲတော့ ဒီကိုဒါတော့မဟုတ်လဲသူပဲဟိုဘယ်လိုခေါ်မလဲသူပဲကော့ကိုမကြားရတော့ဒီဟာကိုလည်းရေးလိုက်တလားတော့မသိဘူးပေါ့နော်ဒါတော့သူကိုလည်းမသိဘူးအဲ့တော့နောက်တစ်ပါးဆက်သွားမယ်ဟုံးဝေးမှာနေတဲ့အခါဒုတိယပါလာမိုင်းလာတဲ့အဲမင်းပဲမီဆိုအဲအဲရအောင်โอเคတယ်အဲโอเคတော့ဟိုဟာဟိုရေးတာ con này nó cho đi đào xe bé đủ xe bé alo bé đây chú cứ nản phí cả đi đó này nhỉ em tôi xem xem mà gì à gì Yeah, now do the other one, Oh, we must. ူရေးထားတဲ့အတိုင်းပြအောင်နော်။ဟိုးေဟာဒီတဲ့ခါตัวตู้เนี่ยอพอเดียวเสร็จทายตัวก็ยีถ่าတော့ဟိုရှင်းရှင်းလင်းလင်းยีပြီမယ်ตัวအဲတက်ပြတ်တတသူยีอยู่ဘောเนาะအဲ့တော့ base ကတောင်းနေတဲ့ဟာကိုလည်း तू ဂယူဆိုင်ပုံများ तू စိတ်ကြဲထင်းနေဟာကို तू ยีရတကယ်ဆိုလို့ရှင်အဲ the whole way မှာတဲ့ စီပေါ့နော်သူရေးထားစီပေါ့နော်ဒိုပေါ့မီမိုင်းနာလာမယ်မီမိုင်းနာမှာဘေးကတီကိုတီးနေတာမီမိုင်းနာတော့ရင်လည်းရတယ်အာအာပြီးတော့ဟိုဆိုတော့ရင်လည်းရတော့ဘယ်လိုရေးမလဲဒါပေမဲ့သူရေးထားမှာတခုတော့ရတာဘေးကဘာတီးရမလဲဆိုတော့ကိုယ်ကပြပြသူမဖော်ပြပါဘူးဖော်ဒီလိုဒီလိုမျိုးလေးရေးရမှာရေးနေတယ်အပေါ်မှာအဲဒီလိုမျိုးအပေါ်မှာ sorry အပေါ်မှာဟိုပြန်ပြေးနေမယ်အပေါ်မှာသူက ေးစာတီဆိုတဲ့ဟာမျိုးဒါမျိုးလေးကိုသူရေးပေးနေတယ်ဗောနော်ဒါမှဒါမှသူကဖြစ်သွားမှာဟိုးဝေးမနေတဲ့ခါအာဟိုးဝေးအတီးလို့ရှိရင်သူဖြစ်သွားမှာဟိုးဝေးဟိုးဝေးမနေတဲ့ခါမြောင်းဝန်နေအဲ့လိုဖြစ်သွားမှာเนาะဒါတော့မှနည်းနည်းဟိုโอเคမှာဗောနော်ဟိုသူသူဘေးစာသွားနေဟာအပေးမှလည်းနားလည်းမှာဟုတ်ပြီပြီးတော့ဆက်သွားမယ် နေဝန်တွေမြေဝန်တွေတဲ့မင်းပဲမြေအဲ့တော့ဒါဒီလုံးဝမှားနေပါတယ် तू ကဒီတယောက်က base ကိုအတန်ကို तू နည်းနည်းမကြားတာပဲလား तू အလေးမထားတာပဲလားတော့မသိဘူး तू ဒါဟုတ် base တွေကိုလုံးဝ तू base မောင်းကိုတိတာထင်ရှားကိုကြီးသွားတယ်တော့မဟုတ်ဘူးဖြစ်နေတော့နော် whole way မှာတကယ်ကဒီလိုဖြစ်မှာ whole way မှာနေတဲ့အခါမြေဝန်အော်နေတဲ့အခါ ဲ့ C ဆိုတဲ့နေရာမှာခုနလိုပဲအပေါ်မှာ base ဟာဟိုဆိုတင်ပေးရမယ်ဒီလိုမျိုးအဲ့လိုမျိုးတင်ပေးတယ်ဆိုရင်သူရေးတဲ့နောက်ကအရင်ပြည်လုံးသွားတယ်အဲတော်တော်ပြည်လုံးသွားတယ်နော်အဲအဲငါကန်တော့ဟောဝေပါ ကသွားပြန်ရောအဲ့မှာအဲတကယ်ကဒီနေရာလို့သူရဲတာတန်ကြီးပြောင်းနော်အင်းငန်းသာနန္ဒေထာကိုတိစာအဲ့လိုပြန်နော်တကယ်ကအခွေထဲမှာဘေးကဖာမှာပဲကြံခဲ့တယ်ကော့ကပဲဆိုပြောင်းတယ်နန္ဒေနာနန္ဒေထာကိုတိစာအဲ့လိုပြန်နော်အဲ့နေရာတော့အပေါ်တယောက်လည်းရေးတာမှားနေပါတော့မှားတယ်ဆိုမှားတယ်မဟုတ်သူကဘေးကိုဒီလိုတင်ပေးရမှာအရေးသားအရေးသားအောက်ကတယောက်ကိုပြမယ်ဒီနားလေးမှာ တော့ဒီနားလေးမှာဒီလိုဖာလေးတင်ပေးရမယ်အပေါ်တယောက်ကလည်းအဲ့လိုလေးတင်ပေးရအောင်နော်အပေါ်တယောက်ရှေ့ပိုင်းလိုပြီးမှပြန်ပြန်ပြင်မယ်နော်အဲ့လိုဖြစ်အောင်ပေါ့ပြီးလို့ရှိရင်အဲနောက်တစ်ပါးသွားမယ်ဒီတစ်ပါးအဲ့အဲ့ပါသွားမလားအဲ့မှာလည်းသူကသူကဒိုဒီလာဆိုဆိုပြီးတာဒီတာအဲ့တော့သူကသူရေးတာလားโอเดซาสตองชิเยเยจิซองอะไรเพียงตะแกอะไรหมด ညာဘက်လက်ကသူရေးတဲ့ဟာနဲ့ဒီအဲ့တော့တကယ်ဆိုရင်သူကဒါလေးလိုတာပေါ့နော်ခုနလိုပဲမီမိုင်နာရဲ့အပေါ်မှာဘေးက BOD B7 ပေါ့နော်နံပါတ်7ကို D ဆိုတဲ့ဟာမျိုးလေးတင်ပေးလိုက်တော်လေးစင်ပြေသွားပြီอืมပြီးတော့อืม အာ music အဆုံးမှာဆိုလဲအဲဒီလိုမျိုးအောက်က music ဆိုအဆုံးဒီရဒီရဒီဒီအားလေအဲ့ဒါလေးသူမှားနေဒါကတော့သူကသူကပေါ်ပေါ်နေနေကိုသူမှားရေးတဲ့အမျိုးဖြစ်သွားတာပေါ့နော်ဟိုပုံစံကြည့်ရတယ်သူ bass ဆိုကြားရတဲ့ speaker နဲ့မမနားထောင်ပဲနဲ့ဒီတိုင်းဖုန်းလိုပါလို့လေအဲ့လိုမျိုးဖွင့်ပြီးရေးလိုက်တာမသိဘူးသူ bass ကိုသူ၃00တောက်ရောက် bass နဲ့ပတ်သက်နေတာသူ လုံးဝမရေးတော့အဲ့လိုအဲ့လိုဖြစ်တာဟိုဒီလိုမျိုးဖြစ်အောင်တကယ်ကအာဒီဒီ outline ကိုဒီပြမယ်နော်ဒီဒီ outline ဒီ line လုံးဒီပြအာ ေတယ်အာမန်နောက်ဆုံးပါကြတဲ့ကြောင်နောက်ဆုံးပါကဒီတင်းနေ၄ပါးမြောက်ပါဘောနော်အဲ့မှာသူကဒိုအဲ့လိုညနေတယ်ဒိုကော့ကဒိုဆိုဆိုသူရေးထားတာမဟုတ်ဘူးအာနာဆိုဆက်ဖိုးဟာဒါပဲဖြစ်ရမှာအဲ့တော့2 note ကိုပြင်မယ်ဆိုရင်ဒီဒီ တို့ရေးထားတဲ့ဟာကိုဒီကောင်ဆိုလို့လိုက်ပါမယ်เนาะဆို set 4ပြောင်းလိုက်အောင်ပေါ့ဆို set 4ပြောင်းလိုက်အောင်ပေါ့အဲ့လိုဆိုရင်တော့မှန်သွားပြီတို့အောက်ကအလုံးကကြတော့တော့ဟိုနေတာထင်တာရှိအောင်အဲ့ဒါကိုရေးတာအဲ့ဒါမှန်တယ်ဒါရတယ်အာဒါဆိုရင်သူ့ရဲ့နှုတ်ကအခုဒီလိုမျိုးပြင်လိုက်မယ်ဆိုရင်သူ့ရဲ့နှုတ်ကတော်လေးကိုပြည့်စုံသွားပြီအဲ့ဒါပြန်ဖြတ်လိုက်မယ်เนาะ